ီမြို့နယ်တမိုချုံရွာမှာတော်လန်ရေးတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်သားတွေတိုက်ပွဲဖြစ်ပြီးတဲ့နောက်စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့်ကလေးတဦးသေဆုံးတယ်လို့ဒေသခံတချို့စီကသိရပါဗျ။မေလ24ရက်နေ့မနက်9နာရီဝန်းကျင်မှာတနင်္သာရီမြို့ကနေတမုတ်ချုံရွာဘက်ကိုစစ်ကောင်စီတပ်ရဲခါနဲ့စစ်ကိုတွေတင်လာတဲ့စစ်ကား3စီးလာတဲ့အချိန်လမ်းကင်းယူထားတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လှန်ရေးတပ်တွေကတိုက်ခိုက်ခဲ့တာပါ။အဲ့ဒီစစ်ကောင်စီရဲခါနဲ့စစ်ကိုတွေပါလာတဲ့အရင်တန်းဖြတ်သွားပြီးမှတိုက်ပွဲဖြစ်တာလို့ဒေသခံတွေကဆိုပါတယ်။ တော်လိုင်းတပ်ဖွဲ့ဝင်တွေဆုတ်ခွာသွားပြီးနိုင်ဝါလောက်အကြာမှာစစ်ကောင်စီတပ်လမ်းကင်းယူထားတဲ့တောင်ကုန်းကတနက်နဲ့ပြစ်ခတ်တာကြောင့်အသက်16နှစ်အရွယ်ယောက်ျားလေးတဦးသေဆုံးသွားတယ်လို့ဆိုပါတယ်။ဒါအပြင်အသက်40ကျော်အရွယ်တမုတ်ချုံရွာသူအမျိုးသမီးတဦးလည်းဒဏ်ရာရသွားပြီးမြိတ်ဆေးရုံကိုပို့ဆောင်ကူတာခဲ့ရတယ်လို့ပြောပါတယ်။တမုတ်ချုံရဟာတနင်္လာရီပုတ်ပြင်းပြီးအောင်စုလမ်းပေါ်မှာတည်ရှိပြီးတနင်္လာရီမြို့နယ်မနီမဝေးမှာတည်ရှိပါတယ်။ တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကထိခိုက်မှုအချို့ရှိပေမဲ့လည်းတိတိကျကျမသိရသေးသလိုတော်လှန်ရေးတပ်တွေဘက်ကတော့ထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်စစ်ကောင်စီရဲ့ကားသုံးစီးပါရင်တန်းကလည်းတနင်္လာရီမြို့နယ်တိန်ခွန်ရွာဘက်ကိုဆက်လက်မောင်းနှင်သွားတယ်လို့တော်လှန်ရေးတပ်တွေစီကသိရပါတယ်ရှင်